မင်္ဂလာပါခင်ဗျရှင်ဦးခစ်တိကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတတဦးမြို့နယ်နဲ့မကွေးတိုင်း6မြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလူငယ်အယောက်200ကျော်ကိုစစ်မှုထမ်းမှုအတွက်ဆိုပြီးလူတွေရှေ့မှာတည်းအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်မြန်မာနိုင်ငံအခြေအနေကတရုတ်နိုင်ငံအတွက်စိတ်ပူပန်စရာဖြစ်နေပြီလို့တရုတ်နိုင်ငံသားဝင်ကြီးဝန်ကြီးကပြောဆိုလိုက်ပြန်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးတိုင်းဒရဦးမြို့နယ်နဲ့မကွေးတိုင်း6မြို့နယ်တို့မှာအချမ်းဖက်စစ်ကောင်စီတပ်ကလူငယ်အယောက်200ကျော်ကိုစစ်မှုထမ်းမှုအတွက်ဆိုပြီးလူတွေရှေ့မှာတဲ့ပေါ်ပေါ်ထင်ထင်ပဲအတင်းအရမပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အော်ဂူလာ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမန္တလေးတိုင်းဒရဦးမြို့နယ်ကမြို့သားမြို့ပတ်အထွတ်မကြီးတော့ကျေးရွာထိပ်မှာလူငယ်တွေနဲ့မြို့သားတွေကိုအချမ်းဖက်စစ်ကောင်စီတပ်သားတွေရဲတွေနဲ့လာဝကတွေပါပါတဲ့အဖွဲ့တွေက ပေါ်ပေါ်ထင်ထင်ကြီးကိုလူတွေအရှိမတင်စစ်မှုထမ်းဖို့ဆိုပြီးအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတော့ရမှာတိတိချင်းမိသားစုတွေကလိုက်ထုတ်တာတော့ပြန်လွတ်ပေးလို့မရဘူးစစ်မှုထမ်းဖို့တင်နဲ့တက်ရမယ်ဆိုပြီးတော့ပေါ်တင်ပြောပြီးဖမ်းသွားတာဖြစ်တယ်လို့လူငယ်အယောက်ပေါင်း150ဝင်းကျင်လောက်ပါသွားပြီလို့ဖမ်းဆီးခံရတဲ့လူငယ်တဦးရဲ့မိသားစုတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်အလာတူမကွေတိုင်း6မြို့နယ်ကဂွေးကျိုချေးရွာအရှိတ်ကကြောက်ပတောင်းမြို့အသွားလမ်းမှာလေအချမ်းပါစကောင်စီတက်တဲ့ရဲတွေကလူငယ်တွေနဲ့အမျိုးသားတွေကို ဆိုင်ကနေတက်စီတွားဝယ်တဲ့သူဖြစ်ဖြစ်ဈေးတွားဝယ်တဲ့သူဖြစ်ဖြစ်အကုန်တားပြီးစစ်မှုထမ်းမှုဆိုပြီးတော့ပေါ်တာဆွဲဖက်စီတွားတယ်လို့အဲ့ဒီမှာလဲလူငယ်အယောက်90လောက်ပါသွားပြီလို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်လက်ရှိမှာအချမ်းဖက်စကောင်းစီတက်ကသူတို့အတွက်စစ်သားတစ်တွေရှာလို့မရတော့တာကြောင့်စစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးလူငယ်တွေနဲ့မျိုးသားတွေကိုမြို့ပေါ်ရက်ွက်တွေမှာပါပေါ်တာဆွဲဖက်စီဓာတ်တွေခက်စိတ်စိတ်လုံနေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံအခြေအနေက တရုတ်နိုင်ငံအတွက်စိတ်ပူပန်စရာဖြစ်နေပြီလို့တရုတ်နိုင်ငံသားကြီးဝင်ကြီးဝမ်ဟီကပြောဆိုလိုက်ပြန်ပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအော်ဂလာ၁၆ရက်နေ့ဖြစ်တဲ့မနေ့ကပြုလုပ်သွားတဲ့တရုတ်လာအိုမြန်မာထိုင်းလေးနိုင်ငံကနိုင်ငံသားကြီးဝင်ကြီးတွေနဲ့အလွတ်တဘောတွေ့ဆုံဆွေးနွေးပွဲမှာတရုတ်နိုင်ငံသားကြီးဝင်ကြီးဝမ်ဟီကပြောသွားတာပါ။သူပြောသွားတဲ့အချက်ထဲမှာလက်ရှိမြန်မာနိုင်ငံအခြေအနေဟာတရုတ်နိုင်ငံအတွက်စိတ်ပူပန်ရတဲ့အခြေအနေဖြစ်နေတဲ့အကြောင်းအပြင်မြန်မာရေးနဲ့ပတ်သက်ပြီး C3C ဆိုတဲ့အချက်၃ချက်ကိုလည်းထည့်သွင်းပြောဆိုသွားသလို အဲ့ဒီစီးသုံးခုကိုခိုင်မာစွာထိမ့်သိမ်းဖို့ ਨੇ အဲ့ဒါတွေကမြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်လို့မရတဲ့အကြောင်းအာဆီယံမိသားစုရဲ့လမ်းကြောင်းကနေကင်းကွာလို့မရတဲ့အကြောင်း ਨੇ ပြင်ပအင်အားစုတွေထင်သလိုဝင်ရောက်စစ်ပတ်တာကိုလုံးဝခွင့်ပြုလို့မရဘူးဆိုတဲ့အကြောင်းတွေကိုဒီနိုင်ငံသားရေးဝန်ကြီးဝန်ကြီးကပြောသွားတယ်လို့သိရပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံကအခြေအနေတွေကိုတွဲဆုံဆွေးနွေးမှုနဲ့ပြည်တွင်းမှာပြန်လည်တင့်မြတ်မှုတွေလုပ်ဖို့အပိတ်ထောက်ခံတယ်ဆိုတဲ့အကြောင်းတွေအာဆီယံရဲ့မြန်မာရေးနဲ့ပတ်သက်ပြီးမူဝါဒဆိုင်ရာကိစ္စရပ်တွေနဲ့ ဝိုင်းဝန်းဖြည့်ရှင်းကြဖို့ကိစ္စရက်တွေအပါအဝင်လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရက်တွေနဲ့တရုတ်မြန်မာနယ်စပ်တစ်လျှောက်တည်ငြိမ်မှုအပြင်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့ကိစ္စရက်တွေပါတရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးကအဲ့ဒီထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်သွားတဲ့တရုတ်လာအိုမြန်မာထိုင်းလေးနိုင်ငံအစည်းအဝေးမှာထည့်သွင်းပြောဆိုသွားတယ်လို့သိရပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့ လိုင်းတရံအမှတ်20ရက်ကွက်အုပ်ချုပ်ရေးမှူးတန့်စင်ဆိုတဲ့သူကိုအကြံဖတ်စစ်ကောင်စီတပ်ကစစ်ပြေးမှုနဲ့လာရောက်ဖမ်းဆီးတဲ့အချိန်ပြစ်ခတ်မှုပါဖြစ်ပြီးအုပ်ချုပ်ရေးမှူးလဲတနက်ဒဏ်ရာနဲ့ပတ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။အော်ဂလာ16ရက်နေ့ဖြစ်တဲ့မနေ့ကမော်လဲပိုင်းမှာပဲလိုင်းတရံမြို့နယ်20ရက်ကွက်တိတ်ပန်လမ်းမှာနေတဲ့စစ်မှုထမ်းဟောင်းအုပ်ချုပ်ရေးမှူးတန့်စင်ဆိုတဲ့သူကိုအကြံဖတ်စစ်ကောင်စီတပ်ကစစ်ပြေးဆိုပြီးဝင်ရောက်ဖမ်းဆီးတဲ့အချိန်သူတို့အချင်းချင်းစကားများကြရင်းနဲ့ပြစ်ခတ်မှုပါဖြစ်ပြီး ုပ်ကြီးတန့်စင်ကတနက်ကြီးထိမှန်ဒဏ်ရာရသွားတယ်ဆိုပါလေလက်ရှိမှာတော့အုပ်ကြီးတန့်စင်ဆိုတဲ့သူဟာဆေးရုံမှာ ရောက်နေတယ်လို့လဲကြားထားပြီးအဲ့ဒီအုပ်ကြီးကစစ်မှုထမ်းဟောင်းဆိုတော့သူ့ကိုစစ်တပ်ကပေးထားတဲ့6လုံးပြူတနက်လဲရှိပြီသူတို့စကားများတဲ့ချိန်အုပ်ကြီးရဲ့6လုံးပြူတနက်ကကြိမထွက်တဲ့အတွက်အုပ်ကြီးသာဒဏ်ရာရသွားတာဖြစ်တယ်လို့လဲဒေသခံပြည်သူတို့ကပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအကြံဖတ်စစ်ကောင်စီဘက်ကတည်င်းထုတ်ပြန်ရမှာတော့ အဲ့ဒီလန်တရာအမှတ်20ရက်ကွက်ကအုပ်ချုပ်ရေးမှူးတန့်စင်ဆိုတဲ့သူကိုအရက်ဝတ်နဲ့လူ9ဦးကတနက်နေ့ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီးလူ3ဦးကအုပ်ကြီးရဲ့ခြေထောက်ကိုကျိုးနဲ့တုတ်တဲ့အချိန်ကားတစ်စီးရောက်လာပြီးတော့ဆေးရုံကိုပို့မယ်ဆိုပြီးခေါ်သွားကြတယ်လို့သတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောနဲ့မိုးမိတ်မြို့နယ်တဝိုက်မှာအကြပ်ဖက်စစ်ကောင်စီတပ်နဲ့ DNL မဟာမိတ်ပူးပေါင်းတပ်တွေအကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စေကောင်းစီဘက်ကလေချောင်းကနေအသေးအတန်ဘုံကျဲတိုက်ခိုက်နေတယ်လို့တင်းနယ်လေးကပြောထားပါလေ။ဩဂုတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒီဘောမျိုးကအချက်ဖက်စေကောင်းစီရဲ့ခက်လိုက်ရ23တက်စခန်းနေရာမှာအချက်ဖက်စေကောင်းစီတက်နေတင်းနယ်လေးမဟာမိတ်ပူပေါင်းတက်တွေအကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့တစ်ဖက်မှာလည်းမိုးမိတ်မျိုးနဲ့ဒက်ကကင်းချောင်းရွာအနီးတစ်ဝိုက်မှာပါတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါလေ။အဲဒီလိုတိုက်ပွဲတွေအတွင်းအချက်ဖက်စေကောင်းစီတက်ကလေချောင်းကနေအသေးအတန်ဘုံကျဲတိုက်ခိုက်နေသလို့ တခြားမဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါလေရင်နဲ့လာပြီးဘုံကျဖြက်စီးဓာတ်တွေလုံနေတယ်လို့ TNND ကပြောထားပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့မောင်တော်မြို့ကနေစစ်ရှောင်းလာတဲ့ပြည်သူတွေဂျမ်းမှာဝမ်ပြက်ဝမ်ရှော့ယောဂါဖြစ်ပွားနေပြီးတိစုံသူ9ဦးအထိရှိလာတဲ့အတွက်အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့အရခတ်တတော် AA ကဩဂလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကူအညီတောင်းခံလိုက်ပါတယ်လက်ရှိအရခတ်တတော် AA ဟာမောင်တော်မြို့တိမ့်တိုက်ပွဲကိုဆင်နွှဲနေတဲ့အချိန်တည်းမှာပဲ တပတ်ကမောင်တော်မြို့ထဲမှာအကြံဖက်စစ်ကောင်စီတပ်ကပိတ်လောင်ထားတဲ့ပြည်သူတွေကိုအချိန်မီကဲထုတ်ပေးတာတွေပါတပြိုင်တည်းလှုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။အဲဒီလိုမောင်တော်မြို့ကနေစစ်ဘေးရှောင်ဖို့ကဲထုတ်ပေးလာတဲ့ပြည်သူအရေအတွက်အယောက်နှစ်ပေါင်းကျော်ရှိလာတဲ့အပြင်လက်ရှိအချိန်ဟာမိုးရသည့်ကာလလည်းဖြစ်တာကြောင့်အဲဒီလိုစစ်ရှောင်လာတဲ့ပြည်သူတွေကြားမှာတချို့က one ပြက် one shot ယောဂါတွေပါဖြစ်ပွားနေပြီးလက်ရှိမှာအဲဒီယောဂါနဲ့ပြည်သူ၅ဦးသေဆုံးသွားရတယ်လို့လဲအရခတ်တော်အေအေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲဒီအတွက် လက်ရှိရခိုင်ပြည်နယ်ကစစ်ဆောင်ပြည်သူတွေအတွက်အရေးပေါ်ဆေးဝါးတွေလိုအပ်နေတာကြောင့်အနီးနားချင်းနိုင်ငံတွေနိုင်ငံတကာအဖွဲ့အစည်းတွေသက်ဆိုင်ရာအရက်ဖက်အဖွဲ့အစည်းတွေနဲ့စေတနာဝန်ထမ်းအဖွဲ့တွေအနေနဲ့ဆေးဝါးအကူအညီတွေပေးဖို့အရကတတော်အေအေကပြည်သူတွေကိုစားအကူအညီတောင်းခံအပ်ပါတယ်လို့ဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခေတ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ